အားလုံးပဲမြင်လာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တွေအောင်းလိုက်မြင်လာပါ Chelsea အသင်းကအခု club မှာတောက်လျှောက်ခြေစွမ်းပြပြီးတော့အသင်းတွက်မရှိမဖြစ်ကစားမလို့ပြောလို့ရတဲ့ Voices Casino ကိုတတ်တန်းထပ်တော့အောင်မယ်ဆိုတော့ပြအခုလောလောဆယ် Chelsea မှာ the most important player က Casino ရဲ့ပြီးတော့မှ Reece James ရဲ့ Patronato ရဲ့ Kopa မရဲ့အဲ့နောက်မှာမှကျွန်တော်တို့ အန်တူဖနန်ဒက်ဆူပါတို့ပါမယ်ပြီးနောက်ကူကရဲလာပါကောင်းပါလိမ့်မယ်ဒါလောက်ပဲကျွန်တော်ကစားမတွေကချက်စီမှာ touch လုပ်လို့ရတယ်ကစားမတွေလုံးဝထိလို့မရတယ်ကစားမတွေခုနပြောတဲ့တဲကကိုဖာမှာ white sky c တို့ reach chain နောက်ဆုံး reach chain အောင်ပြဂါမာလူကိုဆွန်နဲ့အလဲကျတော့လို့ရသေးတယ် ဒါမဲ့အန်ဆိုလည်းဒီတိုင်းပဲဒါမဲ့ခိုင်စီရိုကအရန်သိတာဆိုတော့အခုကလပ်ကဝင်းမတွစ်ကစိတ်ဝင်စားတယ်ဒါမဲ့ရာသီမှာအဒရက်ခမာဗင်ကပဲဖြစ်ဖြစ်သူတို့ရဲ့ကွင်းလေတယောက်ယောက်ကိုအပြောင်းလဲလုပ်ပြီးတော့ခေါ်မယ်ဆိုပြီးတတိနေတက်လာတဲ့အချိန်ချယ်ဆီကသူတို့ရဲ့အကွီတိုကွင်းလေကစားမကိုတတ်တန်းတူဖို့လုပ်နေတယ်ချယ်ဆီကသူတို့ကစားမတွေအားလုံးရဲ့ကွန်ထရက်ကကာလာရှီချုပ်ထားတာနော်သူက2030ခုနှစ်ထိ Moises Kai Siro ရဲ့ကွန်ထရက်ရှိတယ်2033ဆိုနောက်ထပ်6နှစ်တောင်ကျန်သေးတယ်9နှစ်ခွဲလောက်ကျန်သေးတယ် ဒါပေမဲ့ Chelsea က Moises Caicedo ကိုတက်တန်းထပ်တိုးမယ်လာစာထပ်တိုးပြီးတော့ကလပ်မှာကာလာရှီချာဆက်ပြီးထိန်းထားမယ်သူ့အခေါ်တော့က Brighton ကနေ106တန်းပေးရတယ်အခုဆိုရင်ဒီ Brighton က Caicedo ကိုရောင်းနေပြောင်းရွှေ့ချေတက်တော့ပို့ပြီးတော့ Carlos Baleba ကို106တန်းတော့တောင်းနေတာဆိုတော့အခု Moises Caicedo က Chelsea မှာတပတ်ကိုတသိန်းခွဲရတယ်ပေါက်တသိန်းခွဲဆိုတော့ Chelsea ဘက်က Caicedo ရဲ့ contract က2030ခုနှစ်တိရှိတယ်အပူတစ်နှစ်ထပ်တိုးခွင့်လည်းရှိတယ်အတွက်ကြောင့် ူက Real Madrid တို့ဘာလို့စိတ်ဝင်စားတာတကူရောကြအောင်တတ်တန်းထတ်တိုးမယ်လာစာထတ်တိုးပေးမယ်လိုအပ်ရင်နှစ်ပါထတ်တိုးမယ်ဆိုတော့ Chelsea ရဲ့အခုလက်ရှိလာစာအနေထားရဆိုရင်ခိုင်ဆီရိုကတသိန်းခွဲကနေကျွန်တော်ထင်တော့ဗျာတသိန်း၈ပေါင်းတသိန်းဒါပေမဲ့ Chelsea ကနှစ်သိန်းထတ်တော့ပုံမပေးဘူးဘာလို့မပေးလဲဆိုတော့သူတို့မှ salary cap ဆိုတာရှိတယ် salary ကို restrict လုပ်ထားတယ်သူတို့ salary ကိုအများကြီးတော့မပေးဘူးဒါပေမဲ့ Chelsea အသက်မှာလောက်ခလာစားအများဆုံးရတဲ့ကစားသမားကဒါဘယ်လိုပြောမလဲဆိုတော့ Raheem Sterling တပတ်ကိုပေါင်3သိန်းတောင်းခွဲဆိုတော့ तू ကတော့ contract က2029ဒီရှိတော့ तू နှစ်နှစ်ကြာသေးတယ် Mr. Lee ကိုသူတို့ထုတ်ဖို့ခတ်တယ်ဒါပေမဲ့အဲ့မှာအတင်းအောင်ဆောင် reaching က2028ဒီရှိတယ် तू ကဒုတိယအများအများဆုံးတပတ်ကို3သိန်းခွဲရတယ်ဆိုတော့အဲ့ဒါလည်းထားပါတော့ reaching ကဒီအတင်းရဲ့လူငယ်ခြံတော့ကစားမှဖြစ်လို့ဒါပေမဲ့အဲ့နေရာမှာကျွန်တော်တို့ Wesley Fofana Wesley Fofana ကအခု Leicester အနေနဲ့190နဲ့ခေါ်ထားတာ तू อ่ะ2029ที่ရှိတယ် तू อ่ะ6နှစ်စာချုပ်တော့ကြာသေးတယ်ဆိုတော့ तू ရဲ့လောက်ခလာစာကတစ်ပတ်ကို2သိန်းရတယ်အဲ့ဒါကအခု2သိန်းရတာခြေစင်းမှာ3ယောက်ပဲရှိတယ် Fofana က2သိန်း Rich Chain က2သိန်းခွဲ Now Sterling က3သိန်း1000ခွဲအဲ့ဒါပဲရှိတယ်ခြေစင်းမှာပြီးတော့မှ Andrew Fernandez ကတစ်ပတ်ကို3သိန်း8000ရပြီးတော့ Marco Correa က3သိန်း9000ခွဲ Pedro Neto က3သိန်း6000နဲ့ Caicedo က3သိန်းခွဲ Cole Palmer တော့3သိန်း3000ပဲရတယ် ဆိုချယ်ဆီအားတော့ကြည်ချရတယ်ချယ်ဆီကကွန်ထရက်မှာလာစာတွေကိုတော်တော်ကိုစီးစစ်ထားတာတကယ်လို့သူတို့ right စာတွေကိုထုတ်လိုက်သူတို့အတင်းကတော်တော်ကို okay ွားပြီဆိုကိုင်ဆီရိုရဲ့ကွန်ထရက်က2033ရှိတယ်အပူတစ်နှစ်ထပ်တိုးခွင့်ရှိတယ်ဒါပေမဲ့တသိန်းခွဲကလည်းအနည်းဆုံးတော့ကျွန်တော်နှစ်သိန်းပတ်ဝန်းကျင်တော့ပုံမပေးလာဘူးဆိုတော့နှစ်သိန်းပတ်ဝန်းကျင်ပုံမပေးလာဘာဆို reach ရဲ့နှစ်သိန်းသူထက်ရတာလို့နှစ်သိန်းရအခု Fofana နှစ်သိန်း reach ရဲ့နှစ်သိန်းပေါ့ဒါပေမဲ့ Fofana လို့ကောင်းလို့နှစ်သိန်းပေးတာများတယ်ပဲဒါပေမဲ့ဒါတော့အရင် ပိုင်ရှင်တွေကအခုလောက်ထိ restrict မလုပ်တဲ့အချိန်မှာပေးကောင်းပေးနိုင်တယ်။ဒါပြီးတော့လည်းပြောင်းရွှေ့ခြင်းလည်းများတာလည်းပါတယ်။ဒီကြားထဲမှာအခုထိုးစင်အာဒီပါယိုတို့ပါလို့ဆိုရင်တသိန်း2000ရတယ်။သူကတော့အလွတ်နဲ့ပြောင်းလို့နောက် draw ဖတ်ထိုးလည်းတသိန်း2000ရတယ်။ဒါ Chelsea မှာပေါ့လေ။ Lee Delap တို့ပါလို့ဆိုတပတ်ကိုတသိန်းရတယ်ပေါ့လေ။ Chelsea အခုလောလောဆယ်အခုလုံးဝမကစားရဘဲနဲ့ပွဲပယ်ခံထားတယ်။ Michael Modric ကတသိန်းအတိရတယ်။ဆိုတော့အခုလောလောဆယ်မှာ Kai Sirou ကို Chelsea က 2031ကနေထပ်တိုးပြီးတော့စာချုပ်အသစ်ရောလုံစာလစာရောထပ်တိုးပေးမယ်ဒီနေရာမှာချက်စီကအခုပေါ်တိုရဲ့လူငယ်တိုက်စစ်မှုစံပွဲဆိုတဲ့ချက်တိတ်လေးကိုသဘောကျဒီချက်တိတ်လေးကပေါ်တိုမပြောင်းခင်တုန်းကချက်စီကိုအရင်ပြောင်းချင်တာဗလန်စီယာကနေအငှားတော်ကစားတဲ့အတလက်တီကိုမက်ဒရီရဲ့ကစားမှာချက်စီကိုပြောင်းချင်တာဒါပေမဲ့ချက်စီကအကြောင်းကြောင့်မဖြစ်ဘဲနဲ့သူကအခုပေါ်တိုရောက်သွားတော့ပေါ်တိုကယူရိုတန်းတရာတောင်းနေတယ်ချက်စီရဲ့ချက်တိတ်လေးတော့သဘောကျတယ်ခေါ်တော့ခေါ်ချင်တယ်ဒါပေမဲ့ကျွန်တော်ထင်တော့မတန်ပါဘူးတန်းတရာတော့ညားပါတယ် များလဲများတယ်တန်း40 50 maybe 60ပြန်ဒါပေမဲ့60တော့များတယ်သူအဲ့လောက်စပိန်မှာလဲလုံးပြနေတာမဟုတ်အိုလံပစ်မှာပဲရွှေရတယ်အဲ့ဒါတော့သူကအရာမဲဆိုတော့ဒါအခုလောလောဆယ်မှာခိုင်စီးတို့ကိုတတန်းတူးမယ်ပြီးတော့မှဆံပွဲကိုပါသူတို့တောက်လျှောက်ကြည့်နေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်